ပေ post တီအောင်မှာတမရပြည့်ကျွန်တော်တို့အမောင်လောကကသူတွေရဲ့ post တီအောင်မှာခင်ဗျားတို့အသေးတွေသွားပေးတာလေအာထောက်ကမ်းပါလေစသဖြင့်ခင်ဗျားတို့မျိုးစုံသွားရေးမယ်ဆိုရင်တီစဲဥတွေကခင်ဗျားတို့အရေးကြီးမှာဖြစ်ပါတယ်ကဲမင်းရောမနိုင်တယောက်နေတယ်ဟောလက်ရှိအခြေအနေမှာဖြစ်ချင်တာကတော့ဒီမိုကရေစီဖြစ်ပြီးတော့တရားမျှတတဲ့ရွေးကော်ဝေးဖြစ်ချင်မယ်လေတစ်ခါမှလည်းအခုလိုမျိုး post အောင်မှာ left free ပေးရင်တော့ဖောင်းတယ်တရကြုံချမနေထောက်ရောက်နေရလေတကယ်ကမဟာသဆန်းဆန်းကြီးစရာတခုဖြစ်ပြီးတော့ဒီကုန်းလေးအကြောက်တရားဘလောက်ထီအောင်လဲဆိုရင်တော်တော်လေးကမှစိုးရရနေဖြစ်ပါတယ် ပွေယူတဲ့ခေါင်းပြန်ပြီးလိုက်ကြိုက်နေနေတာလည်းဖြစ်ပါလေဒီရေကောက်ပွဲများကို နောက်ရဟန်တာဖြည့်စီခြင်းမှာကာကွယ်ပြီးဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်လို့ပြောသွားပါတယ်ဒါရိုက်တာမိုက်တီဘာတွေရေးခဲ့တယ်လဲဆိုတာဘာမှအထောက်အထားမပြနိုင်ပါဘူးဘာမှမလုပ်ဘာမှမရေးဘဲနဲ့အညိုးနဲ့ဖန်စီသွားတယ်လို့နီးစပ်တဲ့အတိုင်းဝိုင်းကကြဲကြဲလောင်လောင်ပြောဆိုဝေဖန်ကြပါတယ် ဒရိုက်တာမိုက်တီးဟာ NLD လက်ထက်တုန်းက NLD ရွေးကောက်ပွဲအောင်နိုင်ရေးရိုက်ခဲ့ပူးပါတယ်။အဲဒါကြောင့်အညိုထားဖန်ဆီးတာလို့ဆိုပါတယ်။ဒေါ်လာမျိုးတွေအားလုံးပဲသဘောဘေးနဲ့မေးပြီးတယ်မှာမြန်သုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျီရီပေါ်ရင်းချန်လေးကပြန်ကြည့်လိုက်ပါတယ်။ဗီဒီယိုရီရရှင်မျိုးတော့ပြင်မှာတော့ယနေ့ဝင်မလာတရက်နေ့စနေနေ့ရက်နောက်ပိုင်းထိတော့ဆိုရချင်တဲ့ချိုးကိုအချင်းချင်းဖော်ပြပေးသွားဖြစ်တဲ့ဒေါ်လာမျိုးတွေအားလုံးပဲအဆုံးထိရှိဖို့ဒီကနေ့ထပ်မံတောက်ဆွလိုက်ပါတယ်။ပထမဆုံးဒီနေ့ပုံနဲ့ကတော့အချမ်းပတ်အငယ်ဦးအစင်ဦးစစ်သွေးကကဟန်နဲ့ပေါင်ဝင်း စ်လော်ဘီတွေကကစ်တင်မီဒီယာရဲ့စာဖတ်ပိတ်သက်တွေကိုဟန်စီခိုက်နေပြီးတော့ရီပူကြရန်လိုအပ်တယ်လို့လည်းလက်ရှိချိန်မှာကစ်တင်မီဒီယာရှင်းပြထားတာအောင်သိရှိမှာဖြစ်ပါတယ်။မိမိရဲ့ Facebook profile ကိုတော့ချဖို့လိုအပ်တယ်ဆိုတာကိုတော့ဒီနေရာမှာပြောထမှန်သိပေးချင်ပါတယ်။ဒါကတော့မြန်မာနိုင်ငံမှာရှိတဲ့ပြည်တွင်းမှာရှိတဲ့သူတွေအနေနဲ့ True Back User Manager ကိုဖြစ်ပြီးတော့လက်ရှိချိန်မှာကတော့အခုလိုမျိုးဖိအားပေးနေဖြစ်ပြီးဟမ်းမိတဲ့သူတွေကိုလည်းရွေးကောက်ပွဲရဲ့ဥပဒေစုပြီးတော့အစင်မချင်းစကလုံးနေနဲ့မစင်ချင်းထုတ်ထားတဲ့အခုလိုမျိုးဥပဒေနဲ့ အုံးနေကနေပြီးတသက်ကျွန်းကြီးထမယ်ချမယ်ဆိုတဲ့အနေထားပြည်နေရဖြစ်တဲ့အတွက်တော်နာမျိုးတွေအားလုံးပဲခုပဲသတိပူရီကထားဖို့လိုအပ်တဲ့ချိန်နေလည်းဖြစ်ပါတယ်အချမ်းပါစစ်တဲ့လက်ကင်နှုတ်နဲ့စစ်တဲ့လော်ဘီတွေဖြစ်ကြတဲ့အချမ်းပါဟန်ငင်းဦးအစင်ဦးစစ်သွေးကကဟန်ပေါင်းဝင်စစ်လော်ဘီညကနေပြီးတော့တက်ဒီကန်ချန်နယ်ကနေပြီးတော့ပြည်သူတွေရဲ့ Facebook တွေကိုတစ်ခုပြီးတစ်ခုတင်ပြပြီးတော့လာရောက်တိုင်ခဲ့တဲ့မှာဘသူတော်ပါလဲဆိုရင်တော့အားလုံးသိတဲ့အတိုင်းပါပဲဒီလိုပဲတရုတ်ဆောင်တငယ်ချင်းတွေညီကိုဖြစ်တဲ့အုံနိုင်ကုန်တော်မချန်ခဲ့တဲ့တွက်လက်တွေကောင်းနေပါခဲ့တာဖြစ်ပါတယ် နောက်တဲ့တင်ပုံနည်းကတော့ရှမ်းပြည်နယ်လုံခြုံရေးနယ်နေဆက်ဒေသတွေမှာတင်ရင်ရေးအတွက်စည်ရည်ရာအရေးကြီးတဲ့ဌာနချုပ်တွေဖြစ်တဲ့ပြည်ကန်တိုင်းစစ်ဌာနချုပ်တိုင်းမူဘိုးချုပ်စိုးလိုက်နေရမှာပြောင်းလဲတွေဖြစ်ပေါ်နေလို့လို့စစ်ဘက်သတင်းများသိရှိရပါတယ်။မြောက်နယ်နေနဲ့လက်ရှိချိန်မှာကတော့သူ့ရဲ့တကယ်ကိုပဲအားကိုးအားထားရတဲ့ခွေးတွေဖြစ်တဲ့ကောင်တွေဘာဒီကထိုးထည့်နေပြီးတော့ကြက်ဖို့မှလည်းခွေးတွေအများကြီးထဲထားလဲအောင်တွေ့မှာဖြစ်ပါတယ်။နောက်တဲ့တင်ပုံနည်းကတော့ရခိုင်ပြည်တခုလုံးနီးပါးကိုစစ်တကဆုံးရှုံးရန်လက်ကမ်းလူကိုရောက်ရှိလာကြမှာပဲ။ ူသူများကိုလေကြောင်းတက်ခတ်မှုတွေကိုပုံမူလှုပ်လာပြီးတော့တပြက်မှုတွေလည်းအရှိန်မြင့်လာတယ်လို့သတိပြုရန် AA ကနေသတိပေးကြံဒီမှာထုတ်ပြန်ခဲ့ပါတယ်။ AA မိမိတို့မြန်မာထားတဲ့စည်ရေးနိုင်ငံရေးရည်မှန်းချက်များအလုံးစုံပြည့်ဝအောင်တဲ့ပေါ်စီရန်အတွက်အာခန့်ပြည်သူလူထုတရက်လုံးနဲ့လက်တွဲပြီးအစွမ်းကုန်ကြိုးစားလျက်ရှိကြောင်းနဲ့လက်ရှိမှာတော့တက်တဟာရခိုင်ပြည်တခုလုံးနိဗတ်ကိုလက်လွတ်ဆုံးရှုံးရန်လက်ထကန်းလိုကိုရောက်ရှိနေဖြစ်တဲ့အတွက်ဒီပိုင်းနဲ့အဲထဲမှာပဲစစ်တွေက AA နဲ့ရခိုင်ရိုးမာနဲ့နေပြည်တော်ထိစပ်နေတဲ့ဘိုးတိုင်း မကွေးတဲ့နဲ့အရာဝတ္ထုစတဲ့နေရာတွေမှာလည်းဘိန်းနဲ့ဘုံကျုံမှုတွေရောက်ရှောက်နေပြီးတော့အားခန့်ကျတော့အေရာလည်းအကုန်လုံးကိုတင်စီပြီးပြည်သူတွေထံအောင်ပြန်အပ်သွားမယ်ဆိုတဲ့အကြောင်းပြောထားတာတွေ့ရတယ်တကယ်ကိုပဲအားတက်စရာကောင်းတဲ့အနေထားကူပဲဖြစ်ပါတယ်ပထမဆုံးတရေတဘုံနဲ့အမှုပြချရှင်၃ဦးအပါဝင်ကျွန်တော်တို့အခြားသောသူတွေကိုအရေးယူလိုက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တင်ပြပေးတော့မှာဖြစ်ပါတယ်။2025ယူကဝဲကိုဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။ယူကဝဲကကျွန်တော်အပိုင်း၃ပိုင်းနဲ့ကျင်းပမှာဖြစ်ပါတယ်။ပထမပိုင်းဒုတိယပိုင်းတတိယပိုင်း၃ပိုင်းခွဲပြီးကျင်းပမှာဖြစ်ပါတယ်။ 2015ယူကောက်ဘတ်နဲ့ပတ်သက်ပြီးတော့ပြည်ပမှာနေတဲ့အကြံဖတ်အုပ်စုတွေပေါ့ဗျအကြံဖတ်စုမှုမှုမှာလှုပ်ဆော်တဲ့သူတွေအကြံဖတ်အားပေးအုပ်စုတွေကယူကောက်ဘတ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်မဲမပေးကြဘူးယူကောက်ဘတ်ကိုကန့်ကွက်ကြဖို့မျိုးစုံလှုပ်ဆော်လျက်ရှိပါတယ်အဲ့ကျွန်တော်မေးချင်တာကဒီလူတွေကဒီလိုလှုပ်ဆော်တာကပြည်တွင်းမှာပြည်တွင်းမှာရှိပြီးတော့လှုပ်ဆော်နေရမှာမဟုတ်ပါဘူးပြည်ပကနေပြီးတော့လှုပ်ဆော်တာပါခင်ဗျားတို့ရှင်းချင်းလေးပါဒီလူတွေတကယ်ပဲဒီရွေးကောက်ပွဲကိုဒီရွေးကောက်ပွဲကိုဖျက်ချင်တယ်ဖျက်ချင်တယ်ဆိုရင်လာခဲ့ပါပြည်တွင်းကိုလာခဲ့ကြပါပြည်တွင်းကိုလာခဲ့ကြပါပြည်တွင်းမှာလာပြီးတော့တော်လိုင်းဖွဲ့ကိုခေါ်နေပြီနော် ော့ဆိုးဦးကတော့လာခဲ့ကြပါတဲ့ပဲသူတို့ကိုယ်တိုင်ရုပ်ောက်ပေါ်ပြအောင်လုပ်ပါခင်ဗျားတို့ကိုယ်တိုင်မှာနီလာမျိုးစုံနဲ့ပြအောင်လုပ်လို့ရပါတယ်သူတို့ကိုယ်တိုင်မလုပ်ရဲကြပါဘူးခေါ်ကြည့်လိုက်လေခင်ဗျားတို့လက်ရှိရုပ်ောက်ပွဲမှာမဲသွားမပေးနဲ့လို့ရုပ်ောက်ပွဲကိုဆန့်ကျင်ကြဆိုတဲ့သူတွေလာခဲ့ကြမြန်မာနိုင်ငံတွေကလည်းလာပြီးတော့လာပြောလာဟောလာကန့်ွက် တကယ်တော့ဒီလူတွေကပြည်ပကနေပြီးပြောနေကြတာဗျခင်ဗျားတို့သူတို့တော့သူတို့နောက်ကိုရောရောင်ပြီးမလိုက်ဖို့လိုတယ်အင်းဒီအကြမ်းမအားပေး post တွေအောက်မှာသူတို့နောက်ကိုမလိုက်တော့မင်းတို့နောက်ကိုလိုက်ရမှာလားဘောမကြီးနောက်ကိုအာခင်ဗျားတို့အနေနဲ့ အကြမ်းဖက်အပိပို့စ်တီအောင်မှာတနည်းအားဖြင့်ကျွန်တော်တို့အမောင်လောကကသူတွေရဲ့ပို့စ်တီအောင်မှာခင်ဗျားတို့အသေးတွေသွားပေးတာလေအထောက်ကမ်းပါလေစသဖြင့်ခင်ဗျားတို့မျိုးစုံသွားပြီးမဲ့ဆိုရင်တီဆဲဥတွေကခင်ဗျားတို့အရေးကြီးမှာဖြစ်ပါတယ်ကဲမင်းရောက်နိုင်တရားဝင်နေတဲ့ဟောလက်ရှိအခြေအနေမှာဖြစ်ချင်တာကတော့ဒီမိုကရေစီဖြစ်ပြီးတော့တရားမျှတတဲ့ရွေးကော်ပွဲဖြစ်ချင်မယ်လေဒီဖက်မှာလဲအခုလိုမျိုး post အောက်မှာ left free ပေးရင်တော့ထောင်းတယ်တရားစုံချမှန်နေထောင်ရောက်နေရလေတကယ်ကိုမှဟာသဆန်းဆန်းကြီးစရာခုဖြစ်ပြီးတော့ဒီကောင်လေးအကြောက်တရားဘယ်လောက်ထိအောင်လဲဆိုရင်တော်တော်လေးကိုမှဆိုးရွားနေဖြစ်ပါတယ်ဝေယူတကောင် ရမ်းပြီးလိုက်ကြိုက်နေတဲ့အခါလည်းဖြစ်ပါတယ်ကျွန်တော်ကဒီနေ့မှာဒါကခင်ဗျားတို့ကိုကျွန်တော်ချင်းချောက်နေမှာမဟုတ်ကျွန်တော်ချင်းချောက်မကိစ္စလည်းမဟုတ်ကျွန်တော်ကိစ္စလည်းမဟုတ်ဘူးကျွန်တော်ခင်ဗျားတို့အတွက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပေးတာခင်ဗျားတို့သိဖို့မသိသေးတဲ့သူတွေသိဖို့သိသေးတဲ့နဲ့လှုပ်ရှင်နဲ့လှုပ်ဖို့ပြတာကခင်ဗျားတို့ကိစ္စအကျံဘက်တမအကျံဘက်အာပီအုပ်စုတွေဒါတို့ကဒီအမောင်ဘက်ချမ်းမှာရှိတဲ့အုပ်စုတွေရဲ့ post တွေသူတို့ရဲ့ရေးသားမှုတွေသူတို့ရဲ့ပြောဆိုမှုတွေအောက်မှာခင်ဗျားတို့ကအာကျွန်တော်တို့အားပေးပါရယ်ပေါ့ကျွန်တော်တို့ထောက်ခံပါရယ်ပေါ့အကြပ်အကြပ်တဲ့ကြီးတော့ကျွန်တော်တို့အားပေးပါရယ်ကျွန်တော်တို့ထောက်ခံပါရယ်ပေါ့စသဖြင့် အဲ့ဒီလိုတွေသွားပြီးရေးမယ်ဆိုရင်ခင်ဗျားတို့ကိုတီဆဲဥတွေအရေးကြီးမှာဖြစ်ပါတယ်တီဆဲဥတွေအရေးကြီးမှာဖြစ်ပါတယ်ခင်ဗျားလောရဲတယ်ဆိုရင်လောက်ပါကျွန်တော်ရှင်းပါတာကအနည်းဆုံးတာကောက်တင်ပြပါမယ်မင်းတို့ရဲ့အကြောင်းတရားလက်နဲ့ဆွဲကြိုင်ပြီးတက်တယ်တော့မဟုတ်ဘူးအခုလို့ left free တွေသွားပေးရတော့မင်းတို့ရဲ့အကြောင်းတရားကတော့ကြီးမားနေတာပဲဟာစစ်ခွေးတွေရဲ့လက်ရှိတဲ့အခြေအနေဖြစ်ပါတယ်ပြည်သူတွေတူးတယောက်ကနေပြီးတော့သူတို့မကောင်းပြောတဲ့ post ဆောင်မှာ left free တွေပေးဆိုရင်တော့သူတို့မှာမခံကြည့်မခံတာနဲ့တော်တော်လေးကမှပောက်ွဲနေတဲ့လူတွေဖြစ်ပါတယ်တော်လေးမှာဆူရပြပြီးတော့ပြည်သူတွေကတော့စိတ်မကောင်းတာဖြစ်ပါတယ်လူကောင်မျိုးတွေလိုအုပ်ချုပ်နေသေးတာတော့ရီ ဘဝနေပြီးတော့အဲ့မှာမဟုတ်ဖိနေဝိလာသမ ्या စူးစင်မျိုးဆက်တောက်လျှောက်ဘုံတော့ကျုံဘဝရောက်နေမှာသိကြပါပဲဒီအပိုင်းမှာခေတ္တမိုင်းကိုဒုံဆိုင်မြည်သူများရွေးကောက်ပွဲပညာပေးဇက်လမ်းမှာပါဝင်သေဆောင်ခဲ့တဲ့အမှုပြရာချင်းနဲ့ပတ်သက်ပြီးတော့အမောင်ပချမ်းကအုပ်စုတွေအကြမ်းဖက်အာပိအုပ်စုတွေကသူတို့တွေ့ဝိုက်တော့ဖြစ်စေတိုင်းရိုက်ဖြစ်စေသူတို့အမျိုးမျိုးရေးနေကြတယ်ဒီဒီရုပ်ရှင်ကမှာပါဝင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ဒီဘားမှာရှိတဲ့အကြမ်းဖက်အုပ်စုတွေကရေးသားနေကြတယ်အဲ့ဒီအောက်မှာအဲ့ဒီအဲ့ဒီအောက်မှာအကြမ်းဖက်သမားများနဲ့နီးတူ အကြမ်းမအုပ်စုများနဲ့နီးတူနီးတူနီးတူလှုပ်ဆော်ခဲ့တဲ့သူတွေကတော့ဒိုင်တာမိုက်တီခတန်းထုံးဆောင်သိပါလိမ့်မယ်ခင်ဗျဒိုင်တာမိုက်တီမမေမမေလက်ထက်ကပေါ့ခင်ဗျားတို့ကလည်းမမေလက်ထက်ကမှုမှုလက်ထက်ကမှုမှုလက်ထက်ကရုပ်တန်ဇက်ရုပ်တန်ဇက်လန်းတူတွေပေါ့ယင်တော့လည်းကျွန်တော်တို့အန်ဒီလက်ထက်မှာရုပ်ဇက်ရုပ်တန်ဇက်လန်းတူတွေရိုက်ကူးခဲ့တဲ့သူမှု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 လက်ထက်ကပေါ့မိုက်တီဒိုင်တာမိုက်တီပြီးကျွန်တော်တို့ဇက်ဖို့တယောက်ဆောင်ကျော်ဝင်းထွတ်သိပါလိမ့်မယ်ခင်ဗျားတို့ဒီတောကားတွေရိုက်တဲ့တရားပေါ့ကျော်ဝင်းထွတ်နောက်တစ်ယောက်ကတော့ကျွန်တော်ဟာသားတယောက်ဆောင်အုံနိုင်ပါအဲသိပါလိမ့်မယ်အဲသူတို့ကလည်းပြောအဲမှာ အမောင်မချဲလူတွေလူတွေမျိုးတို့ကလည်းမှရေးနေကြတယ်သူတို့ဆွဲခေါ်သွားလိုက်တယ်ဆွဲခေါ်သွားလိုက်တယ်ဖမ်းထားတယ်ပေါ့ဗျာကျွန်တော်နားလည်ပြောဖမ်းထားတယ်ဖမ်းစစ်တဲခင်များကိုစစ်စစ်ဖော်ထုတ်ဖော်ထုတ်ချက်အရ၎င်းတို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေ2008နဲ့အညီတက်မတော်မှာနိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ်ထောက်ခံမှုမရှိခဲ့တဲ့အပြင်ဆန္ဒပြပွဲများနဲ့ကိုယ်တိုင်ပေါင်ခဲ့ပါတယ်သူတို့ကကိုယ်တိုင်ပေါင်ခဲ့တယ်2000ပြီး2021နောက်ပိုင်းအခင်းချင်းမှာသူတို့ကိုယ်တိုင်ပေါင်ခဲ့တယ်ကိုယ်တိုင်ပေါင်ခဲ့တယ်ကိုယ်တိုင်လှုပ်ဆော်ခဲ့တယ်ပြီးရင် ဒါမဲ့2025ခုနှစ်ဒီဇင်ဘာမှာကျင်းပမဲ့ဒီပါတီစုံဒီမိုစီရွေးကောက်ပွဲရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက်ကျွန်တော်တို့ဒီအမှုပညာရှင်တွေကနေပြီးတော့သူရဲ့အမှုပညာစွမ်းအားနဲ့ပါဝင်တဲ့အခါမှာဆိုလည်းပဲဒီအုပ်စုတွေကဝေဖန်တိုက်ခိုက်တာတွေရွေးကောက်ပွဲပေါ်ပြည်သူလူထုယုံကြည်မှုယုံနယ်လောက်အောင်ရေးသားဖြန့်ဝေတာတွေသူဆောင်ခဲ့တယ်လို့စစ်စစ်တွေ့ရှိခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီ၃ယောက်ကိုအဲ့ဒီ၃ယောက်အနက်အဆိုပါတက္ကမအနက်ဒိုက်တာမိုက်တီခတန်းထွန်းစော်သည်2021ခုနှစ်တွင်လူမှုကွန်ရက်မီဒီယာအမှတစ်စစ်နိုင်ငံတော်အဆိုအပေါ်ဝေဖန်ရေးသားခဲ့မှုကြောင့် ရာသသက်ကြီးဥပဒေပုံမှာငါးငါးကကြီးပြင်အမှုဖွင့်အရေးယူခံခဲ့ရပြီ2000ခုနှစ်အော်တိုဘားလာ28ရက်နေ့မှာနိုင်ငံတော်ကနေပြီးတော့ဒါကျွန်တော်တို့လှုပ်ပေးခဲ့တယ်ဗောဗျာလှုပ်ပေးခဲ့တယ်လှုပ်ပေးခဲ့တယ်ဒါကြမ်းပါကြီးတော်တော်ဆိုးပါတယ်အဲ့ချိန်တော့ခင်ဗျားကြီးအာဒီယောဂါကြီးဖြစ်နေလို့အာစေကူမရတော့မယ်အာမိသားစုတွေကနေပြီးတော့အာဒီဒီကျွန်တော်နိုင်ဒါကြမ်းပါကြီးဆိုးတော့ဆိုတော့မဟုတ်ခင်ဗျားတို့တော်လိုင်းအဖွဲ့တွေဒီကောင်ဒီအိမ်မှာလှုပ်ပေးထားတော့မှာပဲမေးချင်ပါတယ်တကယ်ဒီကောင်ပဲဒီလိုပဲပစက်ကန် ပြင်းကြယူပြောနေတယ်လှုပ်ပေးထားတော့မှလည်းမေးချင်ပါနောက်တစ်ခုအနေနဲ့ကတော့ယုံလေးပါယုံလေးဆိုတဲ့လက်ရှိချင်းမှာတို့တွေတို့ရဲ့အမှုပညာရှင်တို့စော်ကားလို့ဆိုပြီးတော့စီးပွေးလုပ်တဲ့ခါမှာပဲယုံလေးဆိုတဲ့ကောင်ကတက်ပြီးတော့ဒါဆိုရင်တော့အမှုပညာရှင်ရှိသမျှအကုန်လုံးအားလုံးကိုရုပ်ောက်ပွဲထောက်ခံမယ်ဆိုတဲ့စကားကိုပြောခိုင်းဆိုပြီးပြောတဲ့ပြောခိုင်းတဲ့ကောင်ဖြစ်ပါတယ်အဲ့ဒီယုံလေးဆိုတဲ့ကောင်ကများတွေကိုလှုပ်ပေးထားတော့မှလားပြည်သူတွေအကုန်လုံးစောင့်မျှော်နေတယ်ဘာလဲဆိုတော့အွန်လိုင်းအဖွဲ့တွေအားလုံးတီးဖို့လိုအပ်ပါတယ်ဒီပြင်တော့ရန်ကုန်အာမီဘက်ကိုဒီညကပြတ်မှအတီးပေးကြပါမယ် စဉ်ဦးနဲ့ပူးပေါင်းပြီးတော့စတင်ပြီးတော့သူတို့တွေဆွဲချက်တင်ပြီးတော့အခုလိုမျိုးဖမ်းခဲ့မှာ88ယောက်ကျော်တဲ့မှာလည်းကြိုးပါနုပညာရှင်တွေပေါဝင်ပြီးတော့ဘာမှမဟုတ်တဲ့ယာယီလည်းပေါဝင်နေတော့အခုလိုမျိုးဝင်းကြီးဝင်းကျက်လှုပ်ပြီးတော့တသက်ကျုံးနေထောင်ချဖို့လုပ်နေတာတွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဆရာကိုသိမြက်ကောဘယ်လိုမျိုးတုံးတယ်လဲဆိုတော့ဟောပေါ်လာဖြစ်တဲ့ကျွန်တော်တွေမကြည့်ရသေးတူလာမျိုးတွေပြန်လည်း share ပြပေးလိုက်ဖြစ်တဲ့အားလုံးပဲကျွန်တော်တို့ပေါ်လို့ရပါတယ်။ IT တေးဆောင်ကျော်ဝင်းထွတ်ဟာသာတေးဆောင်အုံတိုင်းတို့ကို sales က တို့ရဲ့ဝါရဖြန့်ချီဇာကားကိုဝေဖန်တဲ့အမှုနဲ့အောက်တိုဘာလ29ရက်နေ့မှာဖမ်းဆီးလိုက်ပါတယ်ဒရိုက်တာမိုက်တီးက401လက်မှတ်ထိုးပြီးတော့လွတ်ငင်းပေးထားတဲ့သူဖြစ်လို့ထောင်ကျွေးချံကိုပါပေါန့်ခံရလိမ့်မယ်လို့ဆိုထားပါတယ်အဲ့ဒီထောင်ကျွေးချံစနစ်ကြီးကလည်းလူခွန်ရေးချိုးဖောက်တဲ့လောက်ရတမင်ချိုးနှိမ်ချင်လို့လှုပ်ထားတဲ့စစ်အုပ်စုရဲ့တီထွင်ဖန်တီးချက်ကြီးပါအောက်တိုဘာလ29ရက်နေ့မှာတော့ဒရိုက်တာအောင်ချမ်းလူကိုပါထပ်ဖက်ပါတယ် ပြည်ပရောက်နေတဲ့အစိုးရရန်ရန်ချမ်းရဲ့ရွေးကောက်ပွဲဝေဖန်တဲ့ post အောက်မှာ love reaction အသေးပုံပေးလို့ဖန်တာလို့ဆိုပါတယ်တစ်ချက်ကလေးကလေးုံတို့ယုံတဲ့တောင်မှပက်ပက်ဆက်ဆက်လုပ်မယ်လို့တတိတဖို့အားဖြင့်ကြွေးကြော်တာပါဒီကြောင်းတွေကိုစေအုပ်စုပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတောင်မှထွက်ပြောထားပါတယ်ထွက်ပြောတယ်ဆိုတာကဖန်ယုံနေမကဘူးဖန်နာကိုပါလူများများသိစေချင်တဲ့သဘောကိုထင်ဟပ်ဖော်ပြနေတာပါသူတို့ကိုဖန်တဲ့အပြင်ကြံတဲ့လူတွေကိုပါ 6လန့်တဲ့သဘောဖြစ်ပါတယ်ဖန်ကျင်နာထက်တောင်မှ6လန့်ကျင်နာကပူပုံရပါတယ်သူတို့ရဲ့တရားမဲ့ရွေးကောက်ပွဲကြီးပြက်မှာတိတ်ကြောက်နေတာဆိုတော့အဲ့ဒါလိုပါပဲဒါပြင်ချင်းချောက်နေတဲ့သူတွေဒါနဲ့ပတ်သက်ပြီးတော့ဝေဖန်နေတဲ့သူတွေနဲ့ပတ်သက်ပြီးထိရောက်ကျင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကတော့ဒါနဲ့ပတ်သက်ပြီးပြည်သူလူထုအထင်မြင်သွဲမရန်လှုံ့ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်ထွန်းစွာသူ့ကို ကျွန်တော်တို့ပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးရခင်ပြည်တံကိုလည်းပြန်လည်ကြခံစီရင်ဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ်။ဒါအပြင်ကျော်ဝင်းထုတ်ကောကျော်မင်းထုတ်ပုံတိုင်းခေါ်ဇော်မင်းတို့နှစ်ဦးကိုလည်းပါတီစုံဒီမိုကရေစီအထွေထွေရေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရဥပဒေနဲ့ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။ ထိရောက်ပြင်းထန်စွာအရေးယူသွားမှာဖြစ်ပါတယ်လို့ပြောသွားပါတယ်ဒါရိုက်တာမိုက်တီဘာတွေရေးခဲ့တယ်လဲဆိုတာဘာမှအထောက်အထားမပြနိုင်ပါဘူးဘာမှမလုပ်ဘာမှမရေးဘဲနဲ့အညိုးနဲ့ဖန်စီသွားတယ်လို့နီးစပ်တဲ့အတိုင်းဝိုင်းကကြဲကြဲလောင်လောင်ပြောဆိုဝေဖန်ကြပါတယ်ဒါရိုက်တာမိုက်တီဟာ NLD လက်ထက်တုန်းက NLD ရွေးကောက်ပွဲအောင်နိုင်ရေးရိုက်ခဲ့ပူးပါတယ်အဲဒါကြောင့်အညိုးထားဖန်စီတာလို့ဆိုပါတယ်ဒါရိုက်တာမိုက်တီဟာသူ့ဝါရဖြန့်ကားတင်ထားတာကိုဟာဟာသွားပေးတာလေး တစ်ချက်နဲ့ပဲဖမ်းလိုက်တာလို့လည်းဆိုပါတယ်ဟာဟာတစ်ချက်ထောင်သုံးနှစ်အသက်တစ်ချက်ထောင်သုံးနှစ်လောက်နေတဲ့မအားလခစ်ဆိုးကြီးရှိခဲ့ဘူးတယ်ဆိုတာကိုနောက်တစ်ချိန်မှာသားရင်းကြီးတွေကိုပြန်ပြောရမယ်ပုံမြင်တစ်ခုဖြစ်လာပါလိမ့်မယ်ဆိုးလိုက်တဲ့အာနာရှင်စနစ်ဗျာနောက်တစ်ချိန်တမိုင်းသင်ခန်းစာတင်တဲ့အခါမှာကလေးတွေကိုမဆလာခစ်နဲ့မအားလခစ်ဘဲခစ်ကပိုဆိုးတယ်လို့မေးလို့ရှိရင်ကလေးတွေကတော့မေကွန်းတက်တာပဲလို့ပြောကြမှာပါ 1988 89မှာဆေးဥစုအာနာတိန်တို့ကစစ်ခုံရုံးဖွဲ့ပြီးတော့မတရားဖမ်းဆီးအရေးယူတာတွေလုပ်ခဲ့ပူပါတယ်။အဲ့ဒီတော့ကအခုလိုပဲရက်ကျေးဥက္ကဋ္ဌကအစအာနာဇောင်းထက်ပြီးတော့ဂျိုးဓမြမြလုပ်နေတဲ့အချိန်မှာသူတို့ဝါရဖြန့်ချီရေးကားတွေကအောင်းခိုင်းလို့ပါပဲ။ငါတော့လာမစနဲ့ခွေထလိုက်မယ်ဆိုတာကြည့်ပါပဲ။အဲ့ဒီမှာအညာကရွာတရွာမှာကြေးရွာငိမ့်ပြီးဥက္ကဋ္ဌနဲ့သူ့တမက်နဲ့မတည့်ကြပါဘူး။ငိမ့်ပြီးဥက္ကဋ္ဌအိမ်မှာ ခြံစည်းကိုပေါ်မှာပေါက်နေတဲ့တံမြာသီးပင်တစ်ပင်ရှိပါတယ်အဲ့ဒီတံမြာသီးကိုထီရတဲ့ကောင်ထီကြည့်ထီတဲ့ကောင်ထိတ်တုံးကတ်မယ်လို့ဥက္ကဋ္ဌကကြိတ်ထားပါတယ်အဲ့ဒါကိုအမြင်ကတ်တဲ့သမက်ကခြံစည်းကိုအပြင်ဘက်တစ်ခိုင်းထွက်ပြီးတော့တီးနေတဲ့တံမြာသီးကိုခူးပြီးတော့ငါးခူးရဲ့ကွာဘာလုပ်ချင်တယ်လို့ပြောပါတယ်အဲ့ဒါကိုဥက္ကဋ္ဌရောက်ခမကအာနာပြချင်တော့မှတ်လောက်သားလောက်အောင်ဆိုပြီးတော့သမက်ကိုစစ်တပ်နဲ့လာဖမ်းခိုင်းလိုက်ပါတယ်စေအုပ်ချုပ်ရေးဆိုတော့စစ်သားတွေကတိုက်ရိုက်လာဖမ်းပါတယ် ဲ့ဒီနောက်သမီးနဲ့ဖေးလည်းရမ်းဖြစ်ပြီးတော့ရခမကလည်းစိတ်ပြေသွားတဲ့အချိန်မှာပြန်လွတ်ပြေးဖို့သွားထုတ်တော့မရတော့ပါဘူးစိတ်အုပ်ချုပ်ရခင်မလို့ဖမ်းပြီးရပြန်လွတ်ပြေးလို့မရပါဘူးတဲ့တိုက်မှုကဘလို့အမိန်ပေးထားတယ်လဲဆိုတော့အမှုသေးသေးလေးတွေဆိုလို့ရှိရင်စစ်မင်းနေနဲ့ဝန်ခံလို့ရှိရင်1003နှစ်ဝန်မခံလို့ရှိရင်1005နှစ်လို့အမိန်ပေးထားပါတယ်။တံမြာသည့်တလုံးခိုးပါတယ်လို့ဝန်ခံလိုက်ရပြီးတော့အဲ့ဒီတပယ်ဖြစ်တဲ့သူဟာ1003နှစ်ကြာသွားပါတယ်။အဲ့ဒါဖြစ်ရမှန်ပါ တမရသီးတလုံး1000နှစ်ဟာဟာတစ်ချက်1000နှစ်အသက်တစ်ချက်1000နှစ်ပါအာနာရှင်စနစ်ဆိုတာအဲ့ဒါပါပဲတယောက်ဆောင်ကျော်ဝင်းထွတ်တို့အုံတိုင်းတို့ဆိုတာကလည်းဘာမှပြင်းပြထန်ထန်ပြောထားတာမဟုတ်ပါဘူးအထူးသတိထားပြီးတော့စင်စင်ချင်းချင်းနဲ့တွယ်ဝိုက်ပြောဆိုထားတာပါသူတို့ပြောတဲ့စကားမှာဘာမှလက်စုပ်လက်ကင်ဆွဆွဲစရာအခိုင်အမာတက်တဲ့ထောက်ထားမရှိပါဘူးရှင်းနေကောင်းကောင်းနဲ့တိတ်တိတ်ချာချာရှောက်လဲရင် ဂွင်းလုံးကျလွတ်မယ်အနေထားပါဒါပေမဲ့ဘာရှိနေမှလည်းအခုခေတ်မှာအရေးမပါပါဘူးဘာတရားစီရင်မှလည်းအမှန်တကယ်အလွတ်လုံနေတာမဟုတ်ပါဘူးအခုခေတ်ကြီးထဲမှာဥပဒေဆိုတာကဓာတ်နဲ့တူပါတယ်တရားသူကြီးဆိုတာကဥပဒေဓာတ်ကြီးကံပြီးတော့ခုတ်မယ်ထစ်မယ်ပပလိမယ်လုပ်နေတဲ့လူမိုက်နဲ့တူပါတယ်နိုင်ငံခေါင်းဆောင်ဆိုတဲ့လူကတော့လက်မတော်ဖို့တုတ်ပါလူမိုက်ခေါင်းဆောင်ကြီးပါပဲဘကုမျိုးဇိုင်းကနိုင်ရက်ကွက်မှာအုတ်ခုံမော်ဂစ်တာတီးနေတဲ့လူငယ်လေးနှစ်ယောက်ကို2010ခုနှစ်တုန်းကစစ်သားတွေကပြစ်ခတ်တပ်ဖြတ်လိုက်တော့အဲ့ဒီတော့က အသက်ထင်ရှားရှိသေးတဲ့ဗိုလ်ချုပ်ကျော်စောက ကျွန်တော်တို့တီထောင်ခဲ့တဲ့တက်မတော်ကြီးလဲလက်မတော်ဖိုးတုတ်ဂိုင်းကြီးဖြစ်နေပြီလို့ပြောသွားမှုပါတယ်ဒါတောင်မှဗိုလ်ချုပ်ကျော်စောဟာမအားလာဖိုးတုတ်လုတ်ပုံတွေကိုမြင်မသွားလိုက်ရရှာပါဘူးဝါရဖက်ကြီးရဲ့ policy ကားရဲ့နာမည်ကိုခစ်သမိုင်းကိုဒုံးဆိုင်မိသူများလို့ပေးထားပါတယ်တကယ်လက်တွေ့ကတော့ခစ်သမိုင်းကိုထင်ရှားဆိုင်နေကြတဲ့သူတွေပါအဲ့ဒီစကားထဲမှာလဲချိတ်ချောက်ပြောဆိုထားတာလေပါပါတယ် ဟာဟာမပေးနဲ့ပောက်ကြရတယ်မမှန်နဲ့အကုန်နားကားသွားမယ်ဆိုတဲ့စကားအဲ့ဒီစကားထဲမှာပါဝင်ပါတယ်အနာဟောင်းကိုပြန်ဆွတယ်လို့ဖြစ်စေတဲ့အမိုက်ရိုင်းစုံစကားလုံးကတော့အစိုးရဆိုတာတကယ်ပြောရင်တကယ်လုပ်တယ်ခစ်ပြောင်းသွားတာတောင်မှထောင်ထဲကမထွက်ရဘဲနေမယ်ဆိုတဲ့စကားပါอืมမှတ်မဲ့ရပြောရလို့ရှိရင်ဒီစကားလုံးဟာဘူနေဝင်းပြုတ်ခါနီးပြောသွားတဲ့စကားလုံးကိုရောင်ပြန်ဟက်ပြီးတော့မွန်းမှန်အသုံးပြုထားတဲ့စကားလုံးပါအဲ့ဒီလူမိုက်စကားကိုပြောပြီးဘူနေဝင်းလည်းပြုတ်တာပါပဲဘူနေဝင်းပြောသွားတဲ့စကားကတော့ စစ်တပ်ဆိုတာပြည့်ရင်မှန်အောင်ပြစ်တယ်မိုးပေါထောင်ပြီးတော့ခြောက်တာမပါဘူး။နောင်ကိုစူးစူးပူပူလှုပ်တဲ့လူတွေမတက်တာဘူးသားမှတ်ပြီတော့ဆိုတဲ့စကားပါ။အဲ့ဒါကိုလုံးဝပုံတကူပြီးတော့ပြန်ပြောတဲ့စကားပါ။ဒီစကားလုံးဟာဆေယောစုကထက်ခိုင်းတဲ့စကားလုံးလို့ယူဆเสียဖြစ်ပါတယ်။ဇက်ညွန့်ရေးတဲ့သူကစာရေးဆရာချစ်ဦးညိုရဲ့သားလင်္ကာညိုလို့ဆိုပါတယ်။မိဘမျက်နှာကိုအိုးမဲတုတ်တာထက်တောင်မှပို့ပါတယ်။နည်းနည်းလေးရိုက်ပြရစေ။သိခံကြပါ။မိဘမျက်နှာကိုသေးနဲ့ပန်းတာပါပဲ။ ဖခင်ဖြစ်တဲ့သူကိုအားနာပါတယ်။သားဖြစ်တဲ့သူကိုတော့ဒိုးဆလံတဲဆလံပါပဲ။အခုအမှုပညာတွေကိုဖတ်ပြီးတော့တရားဆွဲတဲ့ဥပဒေကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်တဲ့ဥပဒေလို့ဆိုပါတယ်။အဲ့ဒီဥပဒေကိုအခုရွေးကောက်ပွဲလုပ်တော့မယ်ဆိုတော့မှပြတ်ထန်းလိုက်တာပါ။ဘယ်လွတ်တော်ကမှပြတ်ထန်းတာမဟုတ်ပါဘူး။လွတ်တော်မရှိအောင်လွတ်တော်ကိုယ်စားလှယ်တွေကိုထောင်ထဲထက်တော်ရဲပို့ထားတဲ့အချိန်မှာဒီဥပဒေကိုပြတ်ထန်းလိုက်တာပါ။ ဘသူပြထမ်းတယ်လဲလို့မမေးပါနဲ့စေုပ်စုကိုယ်တိုင်ပြထမ်းပါတယ်စေုပ်စုရဲ့ရင်တွင်းဖြစ်ပါပဲသူတို့ခင်မှာဥပဒေဆိုတာဘာလဲလို့မေးလို့ရှိရင်ငါတို့ရေးတာဥပဒေပဲကွာလို့ဖြေပါလိမ့်မယ်ဥပဒေကိုဘလို့သုံးတယ်လဲဆိုလို့ရှိရင်ဓာတ်အဖြစ်သုံးပြီးတော့ခုတ်တာထစ်တာပါပါလှိတာတွေကိုလုပ်တယ်လို့ဖြေပါလိမ့်မယ်ဥပဒေအစစ်ဆိုတာတရားဖြစ်ပါတယ်ဥပဒေအညစ်ကတော့ဓာတ်ပါအခုခင်ဗျားတို့ကျွန်တော်တို့မြင်နေရတဲ့ဓာတ်ကတော့ဓာတ်တောင်မှအစိတ်လူထားတဲ့ဓာတ်ပါ အဲ့ဒီအစိတ်လှုပ်ထားတဲ့ဓာတ်အကြောင်းကိုနည်းနည်းဆက်ပြီးတော့ပြောပါမယ်။လှုပ်တာမလှုပ်နဲ့လှုပ်တာနဲ့ဖတ်မယ်ဆိုတဲ့ဥပဒေပါ။ဥပဒေနာမည်ကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်တဲ့ဥပဒေလို့ဆိုပါတယ်။ဥပဒေလို့သူတို့ပြောလို့သာဥပဒေလိုက်ခေါ်လိုက်ရတာပါ။ဥပဒေအင်္ဂါနဲ့ညီတာဘာမှမရှိပါဘူး။သူတို့စိတ်ထဲမှာပေါ်လာတဲ့စော်ခြင်းနှက်ခြင်းနဲ့စန္ဒတွေကိုစာစီထားတာပါပဲရွေးကောက်ပွဲပြက်အောင ဟောပြောလှုပ်စော်ဆန္ဒပြရေးသားလို့ရှိရင်ထောင်ဒဏ်၃နှစ်ကနေ9နှစ်ထိချမယ်တယ်ဗျသူတို့လှုပ်တဲ့ရွေးကောက်ပွဲဟာအနိုင်ရထားတဲ့ NLD ကိုဖယ်ထုတ်ပြီးတော့အရှုံးသမားတွေနဲ့ကြီးပဲလှုပ်တဲ့ရွေးကောက်ပွဲလို့ပြောမိလို့ရှိရင်အဲ့ဒီ၃နှစ်ကနေ9နှစ်အတွင်းအကျုံးဝင်သွားနိုင်ပါတယ်တကယ်တော့ဒါကအမှန်တာကိုပြောတာလေဒါပေမဲ့သူတို့ကတော့ထောင်ချမှာပါပဲမှန်တာပြောရင်ထောင်၃နှစ်ဆိုတဲ့ဥပဒေပေါ့ဗျာအမှုသမားတယောက်ကရက်ကွက်တစ်ခုထဲမှာသွားပြီးတော့စိတ်ခေါ်တဲ့လေဗျအဲ့ဒီရက်ကွက်ထဲက ဒီရက်ွက်ထဲမှာဘယ်ကောင်မိုက်လဲကွာမိုက်တဲ့ကောင်ထွက်ခဲ့တဲ့အေးငါမိုက်တယ်ကွာဆိုပြီးတော့ဘလာကောင်းကောင်းဇာကောင်းကောင်းလူတယောက်ထွက်လာတော့အမှုသမားကအေးမိုက်တဲ့ကောင်ထွက်လာလို့ရှိရင်ကျန်တဲ့ကောင်နဲ့ငါနဲ့ချမယ်လို့ပြောပါတယ်ဗျာအခုလဲအဲ့လိုပါပဲဘလာကောင်းကောင်းဇာကောင်းကောင်းလူကိုဖေးဖယ်ပြီးတော့ကျန်တဲ့ကောင်နဲ့ငါနဲ့ချမယ်လို့လှုပ်တာဟာအခုရွေးကောက်ပွဲရဲ့အနှစ်သာရကြီးပါပဲอืมရွေးကောက်ပွဲကိုချိတ်ချောက်ဟန်တာရဲ့နာကျင်စင်အပြင်းထန်နာကျင်စင်လို့ရှိရင်ထောင်တန်း9နှစ်ကနေ10နှစ်ပါတယ် ကော်မရှင်ကလူတွေကိုချိတ်ချောက်လို့ရှိရင်နာကျင်စေလို့ရှိရင်အပြစ်အပြစ်ထံနာကျင်စေလို့ရှိရင်တော့ထောင်ဒဏ်10နှစ်ကနေပြီးတော့အနည်း20လို့ရေးထားပါတယ်။မဲပြားမဲပုံမဲယုံတွေကိုဖျက်ဆီးလို့ရှိရင်ထောင်ဒဏ်9နှစ်ကနေပြီးတော့10နှစ်ပါတယ်။အဲ့လိုမျိုးကိုပဲလူစုလူဝေးနဲ့လှုပ်လို့ရှိရင်တော့ထောင်ဒဏ်တသက်အထိပေးနိုင်ပါသေးတယ်ဗျာ။အဲ့ဒီအထက်ကလှုပ်ရက်တွေကိုလှုပ်ရမှာလူတရားရောက်သေခဲ့လို့ရှိရင်လှုပ်တဲ့လူကိုသေတံပေးမယ်လို့ဆိုပါတယ်။ဟော လာပါပြီဗျာ။ ဟာသအမြောက်ဆုံးဥပဒေအပိုက်တစ်ခုဖတ်ကြဗျတိတ်တချာချာဖတ်ဖူးတယ်ရှိအောင်ဖတ်ထားလိုက်ကြပါဥပဒေဆိုတဲ့ဟာတွေနဲ့ပါဒီလိုမထော်မနှမ်းမျိုးတွေကိုတွေ့ရဖို့ဆိုတာသိပ်လွယ်တာမဟုတ်ပါဘူးဒီခေတ်မှာလူဖြစ်လာတော့ဒါမျိုးတွေကိုတွေ့ရတာပါကျွန်တော်ကတော့ရည်ကျင်လို့ရှိရင်ခင်လိုင်းတို့အုံသီးတို့မျက်နာတော့သွားကြည့်မနေပါဘူးဥပဒေတွေကိုဖတ်လိုက်ကြပါပဲတော်တော်ရည်ရတယ်ဗျအဲ့ဒီပြမှုတွေကျူးလွန်တဲ့အခါမှာ ပူပေါင်းကြံစည်ရင်ဖြစ်ဖြစ်အားပေးကူညီရင်ဖြစ်ဖြစ်အဲ့ဒါလိုလုပ်ခဲ့လို့ရှိရင်အားပေးကူညီတဲ့လူလည်းအပြစ်ဒဏ်အတူတူခံရမှာပဲလို့ရေးထားပါလေဗျာလူသိမ်းမှုကျူးလွန်လို့ရှိရင်ဒေတာအေးအဲ့ဒါလိုလူလူသိမ်းမှုကျူးလွန်တာကိုဘေးကနေရက်ကြည့်ပြီးတော့လက်ခုပ်တီးလို့ရှိရင်အဲ့ဒါလိုလက်ခုပ်တီးတဲ့ကောင်လည်းဒေတာမဲလို့ပြောချင်တဲ့သဘောပါကျူးလွန်တဲ့သူနဲ့အားပေးတဲ့သူပြစ်ဒဏ်အတူတူပဲဆိုတာကြားဘူးကြသလားဗျအဲ့ဒါလိုဥပဒေမျိုးကိုတရားတယ်လို့ရောထင်ကြပါသလားမတရားမှန်တိတိကျကျနဲ့ဘာလို့များ အဲ့ဒါလို့ရေးထားတယ်လေဆိုတော့အစွမ်းကို၆ချင်လှန့်ကျင်လို့ရေးထားတာပါဒီဥပဒေနဲ့အရေးယူမှနော်အရေးယူမှနော်လို့ပြောနေတော့ဘာဘူးပြေးမြင်မိတယ်လေဆိုလို့ရှိရင်อืมဓာတ်တရရန်နဲ့စိန်ခေါ်နေတဲ့လူမိုက်ကိုပဲပြေးမြင်မိပါတယ်အဲ့ဒါကြောင့်ကျွန်တော်ပြောပါတယ်သူတို့ခင်မှာဥပဒေဆိုတာဒါတရားသူကြီးကလူမိုက်နိုင်ငံတော် အကြီးကဲဆိုတဲ့ကောင်ကလက်မတော်ဖုတ်တော့ပါလို့88အရေးခင်းကြီးပြီးတော့ ဖျားကြီးတခင်ကိုတော့မိုင်းဟန်ပန်မျိုးနဲ့ရေးထားတဲ့နဗေတက်စာချိုလေးတခုထွက်လာပါတယ်တော်တော်များများကြားဘူးကြပါလိမ့်မယ်ပြုတ်ပလေကြောက်တက်တဲ့အမျိုးဝင်မှုဥပရေနောက်ထပ်မတိုးလိုက်ပါနဲ့အဲနောက်ဆုံးတစ်ကြောင်းတော့ကျွန်တော်မေ့နေပြီမေ့တယ်ပဲထားလိုက်ပါတော့ဗျာအော်လာမီရီအားလုံးပဲဒီလိုပြောနိုင်မယ်ဆုံးသက်လိုက်ပါရစေနောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတက်ပြီးတော့ကျွန်တော်ရဲ့ကိုဂျီရီပရင် channel တွေကိုလည်းရန် subscribe လုပ်လိုက်ဆိုရပါပြီးဗီဒီယိုခုနကတည်းကမျက်တာမှာဗီဒီယိုအားလုံးကြည့်ရှုနာဆုံးနိုင်ဖြစ်ပါတယ်